ဘယ်လာရုစ်နိုင်ငံကိုနိုင်ငံတော်အဆင့်အချစ်ကြီးခီရောက်ရှိနေတဲ့နာဆာကဥက္ကဋ္ဌကိုမလ9ရက်ဒေတာစံတော်ချိန်မနက်ပိုင်းမှာဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတမစ္စတာလူကာရှန်ကော့ကသမ္မတနန်းတော်မှာတွေ့ဆုံပြီးနှစ်နိုင်ငံဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။တွေ့ဆုံဆွေးနွေးပွဲကိုတက်ရောက်ဖို့သမ္မတနန်းတော်ကိုရောက်ရှိလာတဲ့နာဆာကဥက္ကဋ္ဌဦးဆောင်တဲ့မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကဘယ်လာရုစ်သမ္မတကဂုဏ်ပြုတက်ဖွဲ့နဲ့ကြိုဆိုခဲ့ပါတယ်။အဲနောက်နာဆာကဥက္ကဋ္ဌနဲ့ဘယ်လာရုစ်သမ္မတတို့တည်တံ့တွေ့ဆုံရမှာဦးစွာ ဘယ်လာရုစ်နိုင်ငံသမ္မတကအခုတွေ့ဆုံဆွေးနွေးမှုကနေတဆင့်နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုတွေပုံမှုတိုးတက်ဖွံ့ဖြိုးလာမယ်လို့ယုံကြည်ကြောင်းနှစ်နိုင်ငံသဘောတူညီချက်တွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုပုံမှုခိုင်မာတိုးတက်အောင်ဆောင်ရွက်သွားမှာဖြစ်ပြီးအခုအဆွေတော်ရဲ့ချီချီရဲ့ခီးစဉ်ကနေတဆင့်လုပ်ငန်းတွေအောင်မြင်မှုရှိစေရေးကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်းနိုင်ငံအကြားမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်းဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းစသဖြင့်ပြောပါရယ်။အိနောက်နာဆာကဥက္ကဋ္ဌက မိမိအနေနဲ့ဘယ်လာရုစ်နိုင်ငံကိုချစ်ကြည်ရခေးလာရောက်ခဲ့တာဟာအခုအခါဒုတိယအကြိမ်ဖြစ်ကြောင်းဘယ်လာရုစ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကိုလည်းမျက်မြင်တွေ့ရကြောင်းမိမိကိုအခုလိုနိုင်ငံတော်အဆင့်ဂုဏ်ပြုကျေးဇူးမှုအတွက်လည်းကျေးဇူးတင်ကြောင်းအဆွေတော်အနေနဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲကာလအတွင်းအနိုင်ရရှိခဲ့မှုအတွက်လည်းဝမ်းမြောက်ဂုဏ်ယူကြောင်းမိမိအနေနဲ့အရင်လာရောက်ခဲ့တဲ့ချစ်ချည်ခီးစဉ်အတွင်းဘယ်လာရုစ်နိုင်ငံရဲ့စိုက်ပျိုးရေးလုပ်ငန်းတွေအောင်မြင်ဖြစ်ထွန်းမှုတွေနဲ့တိုးတက်မှုတွေကိုတွေ့ရှိခဲ့ရကြောင်းဒါကြောင့်မိမိအနေနဲ့ဘယ်လာရုစ်နိုင်ငံနဲ့ကဏ္ဍပေါင်းစုံမှာပူးပေါင်းဆောင်ရွက်မှုတွေတိုးမြင့်နိုင်ရေးဆောင်ရွက်ခဲ့တာဖြစ်ကြောင်းအဲ့လိုဆောင်ရွက်ခြင်းအဖြစ်မြန်မာနိုင်ငံနဲ့ဘယ်လာရုစ်နိုင်ငံတို့အကြားမှာနှစ်နိုင်ငံအတွက်အကျိုးဖြစ်ထွန်းမှုတွေရှိနိုင်မှာဖြစ်ကြောင်းမြန်မာဘယ်လာရုစ်စီးပွားရေးဖိုရမ်ကိုလည်းအောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး နှစ်နိုင်ငံအကြားစီးပွားရေးဆိုင်ရာသဘောတူညီချက်တွေကိုလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်းစသဖြင့်ပြောပါရယ်။အဲနောက်နှစ်နိုင်ငံအကြားသံတမန်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်တွေစီးပွားရေးဆိုင်ပြိုရေးစက်မှုပညာရေးသိပ္ပံနဲ့နည်းပညာရင်ကျေးမှုအားကစားစတဲ့ကဏ္ဍပေါင်းစုံမှာပူးပေါင်းဆောင်ရွက်မှုတွေတိုးမြှင့်ဆောင်ရွက်သွားမယ့်အခြေအနေတွေ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်တွေမှာပိုးပေါင်းဆောင်ရွက်မှုတွေညှစ်တင်ရေးဆောင်ရွက်သွားမယ့်အခြေအနေတွေနိုင်ငံအကြားကဏ္ဍပေါင်းစုံပိုးပေါင်းဆောင်ရွက်ခြင်းဖြင့်နိုင်ငံချစ်ကြည်ရင်းနှီးမှုတွေပုံမခိုင်မာအားကောင်းလာမယ့်အခြေအနေတွေမြန်မာဘယ်လာရုစ်ကုန်သွယ်ရေးနဲ့စီးပွားရေးပိုးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်တွေမြန်မာနိုင်ငံမှာလွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုအခြေအနေတွေနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့တယ်လို့သိရပါဗျ။အဲ့လိုပဲ မြန်မာဘယ်လာရုစ်နဲ့နိုင်ငံနိုင်ငံတော်အဆင့်တွဲဆောင်ဆွေးနွေးပွဲကိုမလ9ရက်ဒေတာစံတော်ချိန်မိုးလဲပိုင်းမှာသမရနန်းတော်အစည်းအဝေးခမ်းမမှာပြုလုပ်ရာနာဆာကဥက္ကဋ္ဌနဲ့ဘယ်လာရုစ်သမရတို့ဦးဆောင်ပြီးနိုင်ငံတော်ဝန်ရှိသူတွေတက်ရောက်ခဲ့ပါတယ်။ အဆိုပါနှစ်နိုင်ငံဆွေးနွေးပွဲမှာနှစ်နိုင်ငံအလန်းကွာဝေးပေမဲ့လည်းတန်တမန်ဆက်ဆံရေးနဲ့ကာကွယ်ရေးပိုင်းဆိုင်ရာဆက်ဆံရေးတွေရှိတဲ့နိုင်ငံတွေဖြစ်ပြီးချစ်ချည်ရင်းနှီးမှုရှိတဲ့မိတ်ဆွေကောင်းနိုင်ငံတွေဖြစ်တဲ့အခြေအနေတွေချစ်ချည်ရေးခီးစဉ်အတွင်းနှစ်နိုင်ငံအကြားနားလည်မှုစာချုပ်လာတွေရေးထိုးမဲ့အခြေအနေတွေ နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနတွေအကြားညှိနှိုင်းဆွေးနွေးပွဲတွေကျင်းပနိုင်မှုအခြေအနေတွေနှုတ်ထွက်ပစ္စည်းတွေထုတ်လုပ်တာစမှုကုန်ကြမ်းသီးနှံတွေစိုက်ပျိုးထုတ်လုပ်ခြင်းတွေမှာပိုးပေါင်းဆောင်ရွက်သွားမယ့်အခြေအနေတွေနိုင်ငံအကြားကုန်သွယ်ရေးနဲ့စီးပွားရေးပိုးပေါင်းဆောင်ရွက်မှုတွေတိုးမြင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်တွေရင်းနှီးမြှုပ်နှံမှုတွေဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်တွေစိုက်ပျိုးရေးလုပ်ငန်းလေယာသုံးစက်ကရီယာတွေထုတ်လုပ်ခြင်းလုပ်ငန်းနဲ့တခြားကဏ္ဍပေါင်းစုံမှာပိုးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်တွေနဲ့ဆက်လင်းပြီးဆွေးနွေးခဲ့ပါတယ်။ အဲ့နောက်ဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဦးတန်းဆွေနဲ့ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးမက်ဆင်မက်ဆင်ရီဇန်ကော့ရိုကမြန်မာဘယ်လာရုစ်နိုင်ငံအကြားလက်မှတ်ရေးထိုးထားတဲ့သဘောတူထားတဲ့မြန်မာဘယ်လာရုစ်နိုင်ငံအကြားအစိုးရရဲ့အကြားပို့ပေါင်းဆောင်ရွက်မှုဆိုင်ရာစာချုပ်လာရင်းအောက်ကစားကဏ္ဍခီးသွန်းကဏ္ဍ ဥပဒေရေးရာပိုးပေါင်းဆောင်ရွက်ရေးစိုက်ပျိုးရေးနဲ့အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးကဏ္ဍတွေမှာပိုးပေါင်းဆောင်ရွက်ရေးနားလည်မှုစားကြုံလာတွေကိုလည်းလဲလှယ်ခဲ့ပါတယ်။အလားတူ NASA ကဥက္ကဋ္ဌဟာ Mins မြို့မှာရှိတဲ့ Belarus အစိုးရအဖွဲ့ဝင်ကြီးချုပ်ယုံမှာဝင်ကြီးချုပ်နဲ့၎င်းအမျိုးသားလွှတ်တော်အစအိုးမှာအမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့၎င်းတရားစီတွေ့ဆုံပြီးနိုင်ငံပိုးပေါင်းဆောင်ရွက်မှုကိစ္စရပ်တွေဆွေးနွေးခဲ့တယ်လို့သိရပါတယ်။